နုပညာတော့သုံးမသွားတဲ့ဥကြောင်းရင်တော့ကုန်မသွားဘူးကျွန်တော်ဆရာကြီးတော့မှာပဲအနုပညာကအများကြီးရှိတယ်တို့လည်းအများကြီးအများကြီးလိုသေးတယ်အဲ့တော့ကလေးတွေတချို့နည်းနည်းလေးတွေစိတ်လေးတွေမန္တလေးတက်ဆင်ကြတယ်မလုပ်ကြပါနဲ့အနုပညာမှာကုန်နေဆိုမရှိပါဘူးကြိုးစားကြပါလို့အမျက်စုတောင်းမိနေတယ်တို့လည်းမိသားစုကလည်းဒီလိုပဲပေါ့ကိုရရဲ့မရရဲ့ပေါ့မမမနီတော့မမပြတော့ပါဘူးကိုတို့လည်းညွန်ညုံမရှိတော့ပါဘူးဒီလိုပဲမရှိတာလေးနဲ့ပဲရောက်ရင်တင်နေဝင်ပဲလောကကြီးအားလုံးကိုလည်းထုံကြီးလိုက်ပါလေ ရောင်ရဲတင်းနေမှုနဲ့ပဲကျင်းတ်ပါလေလောကကြီးကိုလေဟိုလူငယ်စကိုင်းတော့ဘာပဲခမရတယ်ဆုံးချောင်ကွန်ချန်လေးစားပြောဝါနေတော့လေဟုတ်ပါတယ်ဟိုနေဆိုရင်တော့နောက်နေ့တိမကုန်ပါဘူးတင်ထားပြီးစားပါတယ်ဆုံးချောင်ကွန်ချန်လေးနဲ့ယနေ့ခေကြီးရဲ့အိမ်ကြီးရဲ့ဈေးကြီးမှုနှုံးတာနဲ့ကိုယ့်ရဲ့လက်ရှိရှိနေတဲ့လုပ်ငန်းရဲ့ဝင်ဝင်နဲ့ဘလို့မှမမှန်းနဲ့တော့မိသားစုအမြဲပြောပါတယ်ငါတို့ဒီကြမှာမှာပဲပြီးဆုံးတဲ့ဒီ ဒီကောင်းမှုကုသိုလ်လေးနဲ့လုပ်ပြီးတော့ပဲနေလိုက်ကြမယ်မင်္ဂလာပါရှင်မင်္ဂလာပါသူကြီးဒါဒီနေ့ရိုက်ကူးလေးရောက်နေတဲ့အကြောင်းပေါ့အဲ့ဒါပြောပြပါအောင်အဲဆယ်လိုရီမီဒီယာကအမှုပညာရင်ဖွင့်တာလေးကိုလာရောက်ပြီးတော့ပြောကြားပေးဖို့အတွက် view ပေးဖို့အတွက်လေကိုရွှေမိုးနဲ့ဒီကတက်ဆိုင်ရာလူများခေါ်တဲ့လာပြီးလာရင်ဖြစ်ပါခင်ဗျာဟုတ်ကဲ့ပါအခုလည်းတော့ဒါအမှုပညာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်ဘာလေးလုံးဖြစ်နေလဲပြောပြပေးပါအောင် အဲအခုကတော့ဒီဟိုတလောက diversity နဲ့အဖိုးခံလေးပေါ့အဲ့လိုဒီ daily လေးသွားပါတယ်ဟိုမင်းသားခွန်သားချုံနဲ့ဆေးဆရာကြီးခန်းတို့ဘာတို့လေးတွေလဲလောက်ရပါတယ်ခင်ဗျာဟောငယ်တော့တော့လေအခုလိုပဲပေါ့အခုနောက်လူတွေလေငယ်တဲ့လူငယ်လူကို့ဘွားတို့လည်းအဲ့လိုပဲလုပ်ခဲ့ကြတာလေအဲ့တော့ကိုတွေလည်းဒီလိုရွယ်ရောက်လာတော့လေဟိုင်းသွားတာပေါ့တက်နိုင်တော့ပဲလောက်ရတော့တာပေါ့ဟိုနောက်လူတွေကလေးတွေလည်းအမျက်စုဟိုဟာသူတို့ဆုံးပါတယ် မင်းတို့ကြိုးစားကြနော်မင်းတို့နေအောင်ငါတို့ပြန်မရောက်တော့ငါတို့နေအောင်မင်းတို့ဒီနေ့ရောက်မှာအဲ့တော့ကြိုးစားကြတို့လည်းအထိုင်ကြရတော့မဟုတ်ဘူးကုံဆုံးနေတော့မရှိဘူးအမှုပညာကတော့ဆုံးမသွားတဲ့ဥကြောင်းရင်တော့ကုံမသွားဘူးတို့ဆရာကြီးတော့မှာပဲအမှုပညာကအများကြီးရှိတယ်တို့လည်းအများကြီးအများကြီးလိုသေးတယ်အဲ့တော့နောက်ကလေးတွေတချို့နည်းနည်းလေးတွေစိတ်လေးတွေမန္တလေးတက်ဆင်ကြတယ်မလုပ်ကြပါနဲ့အမှုပညာမှာကုံနေဆိုတာမရှိပါဘူးကြိုးစားကြပါလို့အမျက်စုတောင်းမိနေတယ်တို့လည်း အဲ1920လောက်ကပေါ့နော်သူတို့ရဲ့စစ်သားတွေရဲ့ဒီဂျပန်ကြီးလူကျန်းကူးဟိုတက်ကြည့်လာတော့အဖေကန်းကလေးကသူတို့ရဲ့ဒေးလီလေးလိုက်လို့အဲ့လိုတစင်းချင်းတစင်းချင်းတော့လုတ်ခဲ့ရပါတယ်အမှုညာတရန်တော့40ကျော်48နဲ့48လောက်ရှိပြီတမားဟုတ်ဒါအခု40ကျော်မှာအရှိပိုင်းမှာတော့ဒါလူကျန်းသေးဆောင်ခုဆိုရင်ရောနောက်ပိုင်းလေးဒါဈေးဥလေးစုံလာပြီပေါ့အဲစုံလာပါတယ်ဆေးဆရာကနေမင်းသားဥလေးတွေရက်ွက်လူကြီးတွေ ဒီလိုလှုပ်လှောက်ရတာပေါ့လေဒီခါကျလက်ဆန္ဒလာကြီးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့လှုပ်ပါဒါကို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 ရံရောအဲ့လိုမျိုးဘာဖြစ်ဖြစ်လေဒါလို့ကြာလဲလူတော်တော်သိနေပြီဆိုတော့ဒါအပြင်မှာတွေ့တဲ့ခါမျိုးမှာရောအဲ့လိုမျိုးလာနှုတ်ဆက်တာတွေပါတယ်အဲ့လိုတွေချိန်မှာပီတိတွေပါတယ်ဘယ်လိုလေးရှိခဲ့လဲဒါဝန်တာပါတယ်အိမ်မှာလည်းပြောပြပါတယ်ဟဲ့ဟိုဟိုလေးလေးတချို့ငယ်သူလေးတွေမသိကြင်ကြတော့ဘူးလीနောက်ခုဒီကိစ္စတွေလည်းဟလာပေါ်နေကြပြီဆိုတော့ဗီဒီယိုတွေဇာတ်ကားကြီးတွေတော်တော်မကြည့်ကြဘူးလीအဲကြောင့်တခါကျအခုချိန်မှာလေး ဟာဟူလူလူဟူလူလူဟိုဆရာကြီးတိုင်းနဲ့ပြောတဲ့ခါတတော်ဝမ်းသာတယ်ဩအဲ့အိမ်ကပြောငါပြည့်စက်ရှိသေးတယ်ဟာမစိုးဘူးနည်းနည်းလေးကျိုးဆက်ကျိုးစားလိုက်အောင်မသိခင်တော့ပြည့်စက်ရှိသေးတယ်ပေါ့ပြည့်စက်ရှိမှလေလူအမှုပြန်သမားကတက်ရှိမှလေပြည့်စက်မရှိတော့ဘာလုပ်မှာလဲအဲ့ကြောင့်လေဩဝမ်းသာသေးတယ်လို့ဥပ္ပံကျော်ကြီးကပြောဥပါတယ်နေမှာသွားရိုက်နေတဲ့ပြည့်စက်တည်းကအောက်ကနေဟာတင်းမိုးစိတ်မှာဟာဥပ္ပံကျော်ကြီးဥပ္ပံကျော်ကြီးဥပ္ပံအဲ့တော့ဦးဘုန်းကလူမသိသေးဘူး ဟိုကျုံကျော်ကလေးကလေးတွေကအဲ့လိုအဲ့အမှကျွန်တော်ဆရာကြီးပြောပါတယ်ဥက္ကညောကျွန်တော်ဆရာပါပဲဟဲ့မောင်ဖုံးနဲ့မင်းတို့နာမည်ကြီးလိုက်လဲအဲ့ကလေးတွေလူငါ့ကိုအဲ့လိုအားပေးသူကလေးတွေလေးစားတယ်ဟိုလူကြီးတွေလေးစားနေတယ်လူကြီးကပြီးသွားတော့မှာတယ်ဒီကလေးတွေငါတို့အများကြီးတက်ကြီးကြီးအားပေးမှာတယ်မှန်တယ်ဗျာကွာကလေးတွေကျွန်တော်တို့မသိတော့ဘူးဒီဦးကြီးလေးမသိလားကိုလူမျိုးလို့ကြောက်တာပဲရှိတော့တယ်အသေးဆုံးတော့သိတာမရှိဘူးကလေးတွေကကလေးတွေဒါပဲလေသူတို့လဲအဲအဲ့လိုမျိုးအင်းမင်းမောင် ဒါကိုယ့်ရင်ရတာမိသားစုပါရောဘယ်လိုလေးရှိလဲပြောပြပါဦးမိသားစုအကြောင်းလေးပေါ့အဲမိသားစုကတော့အခုကတော့လောဆယ်ဓမ္မောင်မနေရတော့ဒီဝါရင်း73ပတ်ဆိုရင်သူကတော့ချက်ပြူကြီးကိစ္စပေါ့အခုကတော့သွန်းချက်ပြီးတယ်ဒီနောက်ပေးအကြမ်းမင်းကိစ္စအိန္ဒာတွေပါတန်ရှင်းလို့ပြီးတယ်အဖိတ်နေဆိုရင်ဥပုံနေဆိုရင်မနေ့6နိုင်ကျော်ဆိုရင်ဆွန့်ချက်ပြီးတယ်အဲ့ဒါတနေ့သာပေါ့ဒီဝါရင်း73ဘတ်လုံးဒီနေ့ဆိုရင်တစ်ဘတ်ပဲလွတ်တယ်7ဘတ်လုံးဥရှိပါတယ်လုတ်ပေးရတယ် မိသားစုကလည်းဒီလိုပဲပေါ့ကိုရရမရရတော့မမမနီတော့မပြတော့ဘူးသူတို့လည်းညွန်ညွန်မရှိတော့ပါဘူးဒီလိုပဲမရှိတာလေးနဲ့ပဲရောင်ရည်တင်နေဝင်တယ်လောကကြီးအားလုံးကိုလည်းခြုံငင်းလိုက်ပါတယ်ရောင်ရည်တင်နေဝင်တယ်ပဲကျင်းတတ်ပါတယ်လောကကြီးကိုလည်းဟုတ်ကဲ့ပါဒါပါအဖြစ်ဒါသမိုင်းဥမာနေရဲဆိုတော့ကုသိုလ်လည်းရဝင်လဲသွားပါတော့ပြောဟုတ်ပါဟုတ်ပါတယ်ဘာပြောဟိုလူငယ်စကိုင်းတော့ ဘာပဲခမရနဲ့ဆုံးချံကွန်ချံလေးစားပြီးဝါနေတော့တယ်ဟုတ်ပါတယ်ဦးနေဆိုရင်တော့နောက်နေ့တိမကုန်ပါဘူးတင်ထားပြီးစားပါတယ်ဆုံးချံကွန်ချံလေးနဲ့ဓမ္မယုံလူကြီးများကလည်းကျွန်တော်တို့ဘောလေးစားနဲ့ဓမ္မအောင်ဆောင်နေလို့သဘောမထားပါဘူးမိသားစုလိုသဘောထားပေးပါတယ်ကျွန်တော်တို့ဘောဟုတ်ကဲ့ပါခါလေးကြတော့စဉ်းစားမိလားကိုယ့်အကိုအဲ့လိုမိသားစုလေးနဲ့ပဲဒါတက်တက်ကလေးပေါ့နော်ကိုရင်ကိုရလေးနဲ့အဲ့လိုလေးနေချင်တယ်ဆိုတဲ့အတွေးမျိုးရောအခုချိန်မှာတွေးမိလားဒါမှမဟုတ်မတွေးမိတော့ဘူးလားဒီခါလေးတွေးမိမြင်တဲ့ယနေ့ခေတ်ကြီးရဲ့ အိမ်ကြီးရဲ့ဈေးကြီးမှုနှုံးတာနဲ့ကိုယ့်ရဲ့လက်ရှိရှိနေတဲ့လုပ်ငန်းရဲ့ဝင်ဝင်နဲ့ဘယ်လိုမှမမှန်းနိုင်တော့မိသားစုအမြဲပြောပါတယ်ငါတို့ဒီကျမအောင်ပါပဲပြီးဆုံးတဲ့ဒီဒီကောင်းမှုကုသိုလ်လေးနဲ့လုပ်ပြီးတော့ပဲနေလိုက်ကြမယ်နောက်ဒီဒူးစစ်တွေပါမကောင်းတဲ့တွေဘယ်အိမ်ကသွားနေဒီဘယ်အိမ်သွားကနေဘလောက်ပြီးပြီးဘူတိုင်းမှမရှိပဲအုတ်ဓမ္မယုံမှာအမျိုးသမီးပဲကြည့်မလားအမျိုးသမီးလည်းဒူးစစ်တွေမကောင်းဘူးလောကကန်ရတာဟုတ်ဘဝကြမ်းတမ်းတယ်လေ အဲ့တော့ဒီမှာလည်းလူကချက်ရပြီပြောရလို့လွယ်တာမဟုတ်ဘူးအဲ့တော့လူကရင်မှသူတို့ဒုစရိုက်မကောင်းတော့ဘိုးတိုင်းလေးတက်ရတယ်ကိုယ်ဆိုလည်းဘိုးတိုင်းနှလုံးလုံးကြီးတက်ရတယ်အဲ့တော့တို့တွေအပြင်သွားအိမ်ကားနေလို့တော့ပတ်စံလည်းပေးအောင်မယ်ဘိုးတိုင်းဒီပိုင်းတက်ရမှာမဟုတ်ဘူးအဲ့တော့တို့တွေဒီဓမ္မောင်းကငါတို့ရဲ့ကျေးဇူးရှင်ငါတို့ရဲ့နိဗ္ဗာန်ဘုံပဲအဲ့တော့ဓမ္မောင်းရဲ့လုတ်ပူကြိုင်မှုတွေလုတ်ကျွေးပြုစုပြီးတော့တို့တွေတို့မှာသူများပေ၄၅၆၀တောင်တို့တို့မှာပေ၁၀၀ကြီးလို့ဓမ္မယုံအကြီးပဲဘုရားမိဓမ္မယုံကိုအဲ့ထက်မှာဆိုတော့တဏိဒုက္ခဓမ္မယုံဆိုတာ 33ရက်ကိုအငင်းမြိုင်လမ်းမှာအဲ့မှာကျွန်တော်နေပါတယ်အဲ့တော့အဲ့မှာလည်းအခုလိုပဲမိသားစုလေးနဲ့နေပြီးတော့ဒီဓမ္မယုံမှာပဲကိုဘောကဒီကြိုင်းနဲ့ဖြစ်နေဖြစ်သွားမှာတဲ့လို့ဒီလိုနေမယ်ဆုံးဖြတ်ထားပါတယ်မိသားစုနဲ့ဒါဟုတ်ပြောမယ်ဆိုရင်ဟိုမရနိုင်တဲ့အရာတွေစိတ်ညစ်မဲ့အရာတွေကိုမတွေးတော့ဘဲနဲ့ရှိရဘဝမှာဟုတ်ကဲ့အခုဘဝလေးကိုတခါလေအခုရှိချောက်နွေးပူမှာနွေးရီနွေးရီရောက်လို့ရှိရင်လေဓမ္မယုံယူတားချီးသူတင်တာဟိုရောက်ကြတဲ့မှာငားနေတဲ့လူတွေကြည့်ဟာသူတို့နေပူကဘယ်လိုများနေကြလဲ ဓမ္မကြီးမကြီးအကြီးကြီးအောက်မနေမလားအပင်အောက်နေမလားအကျယ်ကြီးလေဘယ်လိုအေးတဲ့နေရာသွားနေမလဲဩဓမ္မကြီးကတော့တတလုံးကျေးဇူးမကားပါဘူးလို့ပုံကိုယ်ကြီးရောဖရာရောအမြဲဆူတောင်းပေးတယ်တတလုံးလည်းတတ်နိုင်ပြီတော့ဒီမှာပဲနေပါတော့မယ်လို့အမြဲဆုံးပြထားပါတယ်မိသားစုအမြဲပြောပါတယ်ကျွန်တော်တို့ပြည်သူကြီးကျွန်တော်တို့ကိုမာ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 ဒီခံခွင့်လုပ်ပြီးတော့ကိုကြီးအားပေးနေကြတယ်ကျွန်တော်တို့ကလည်းပေးတဲ့နေရာလေးရတဲ့ဇာယုတ်ကလေးကနေ တက်နိုင်တဲ့ဘက်ကကြိုးစားပြီးတော့ပြည်သက်ကြီးကျင်းတတ်အောင် သူဆောင်ပေးပါမယ်ဝကြည့်ပြုပါမယ်ပြည်သက်ကြီးလည်းယနေ့မှစတဲ့နှစ်တရာတိုင်ထိကျန်းကျန်းမာမာချမ်းသာနေချမ်းချမ်းသာသာနဲ့လောကကြီးဖျက်ဆီးနိုင်ပါလေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ